မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ပဲခူးတိုင်းကြောက်တကားမြို့နယ်ဖျားကြီးကုန်းကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီးတော့၂ဦးကိုအရှင်ဖမ်းမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ25ရက်နေ့မနေ့တနင်္လာကန်အချိန်မှာကြောက်တကားမြို့နယ်ဖျားကြီးကုန်းကြီးရွာမှာအင်အား40လောင်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်303ကျားနဲ့တိုက်ရင်နဲ့ KNLA တိုက်ရင်ကိုပူးပေါင်းအဖွဲ့တို့ကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုး တိုက်ခတ်ရမှာမနေ့တနေ့၄၀မိနစ်အချိန်မှာ စခန်းကိုအပိသက်တိုက်ခိုက်ချေမုန်းနိုင်ခဲ့တယ်လို့သိရပါဗါးစခန်းသိမ်းတိုက်ပွဲအတွဲမှာအကြမ်းဖက်စစ်သား၄ဦးတေဆုံးခဲ့ပြီးတော့နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးကြံရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတော့စခန်းကိုဆုံခွာပြီးတော့ထွက်ပြေးသွားတဲ့အတွက်လက်နက်ခဲယမ်းများနဲ့အခြားစစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအရှင်ဖမ်းမိတဲ့စစ်ခွေးနှစ်ကောင်ကိုတော့လိုအပ်တဲ့စစ်ဆေးမင်းများမှုတွေလုပ်နေပါတယ်ပြီးမှကျွန်တော်တို့စစ်တုံးမှဥပဒေအရပဲဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာပါပြည်သူတွေကိုသတင်းစကားပေးနေတာကတော့ တောင်ပိုင်းမှာစစ်စင်ရေးတွေပိုတိုးလာဖို့ပဲရှိပါတယ်ပူပေါင်းပါဝင်ပေးကြဖို့နဲ့အတက်နိုင်ဆုံးထောက်ပံ့ပေးကြဖို့ပါအခုချိန်ထိကျွန်တော်တို့မှာကလိုအပ်ချက်တွေကရှိနေတုံးပဲဆိုတော့ကြီကာတို့အုတ်ထုတ်တို့လက်နဲ့ခဲရန်လိုအပ်ချက်တွေပေါ့ဒါတွေကလည်းပြည်သူတွေမှမထောက်ပံ့ရင်ပြည်လာမှာမဟုတ်ဘူးဆိုတာလေးကိုပြောချင်ပါတယ်လို့ဘကိုးခဲရန်အမှတ်နဲ့တိုက်ရင် B23702 ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းစခန်းသိမ်းတိုက်ပွဲမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကရဲဘော်နှစ်ဦးအထိကရှိကအကြအဆုံးတော့မရှိခဲ့ဘူးလို့သိရပါတယ်အကြမ်းဖက်စစ်တပ်စခန်းကို အပိသက်ချိန်မိုးနိုင်ခဲ့ပြီတဲ့နော်ပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ မြို့များပေါ်မှာသာအကြမ်းဖက်စစ်တပ်ကစိုးမိုးထားနိုင်တော့ပြီးတော်လိုင်းတပ်တွေကတော့မြို့ရဲ့ပြင်ပနေရာအများစုကိုထိန်းချုပ်ကာရန်ကုန်မြို့နယ်အနီးဆုံးကိုတရွတ်ရွတ်နဲ့ဥတီလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းဟောင်းညောင်လေးပင်မြို့နယ်ဖြူးမြို့နယ်နဲ့ကြောက်တကားမြို့နယ်များမှာရှိတဲ့စစ်ခွေးတပ်တွေရဲ့စခန်း၉ခုကိုတော်လိုင်းတပ်များကမနေ့ကမနေ့ပိုင်းကဒပြိုင်နက်ထဲဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခတ်မှုမှာစစ်ခွေးအကောင်20ထက်မနည်းသေးဆုံးကဒဏ်ရာရရှိသူအများကြီးရှိခဲ့တယ်လို့သိရပါတယ်မနေ့ကတော်လိုင်းတပ်များကဝင်ရောက်တိုက်ခတ်ခဲ့တဲ့စစ်တပ် ဲ့စခန်းတွေဟာမြို့ပေါ်ကစခန်းများဖြစ်ပြီးတော့အလေးအငိုက်တိုက်ခိုက်ခဲ့ကစခန်းသိမ်းမှုများကိုလည်းဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါဗျ။မနေ့ကတိုက်ခိုက်ခဲ့တဲ့စခန်းတွေမှာညောင်လေးပင်မြို့နယ်တော်ဝိကျေးရွာဆက်စခန်းဖြူးမြို့နယ်ဇေယဝတီဘူရာယုံနယ်ရဲစခန်းကြောက်တကားမြို့နယ်တထေးကုန်းနယ်ဖျားကြီးကုန်းအပြင်ရန်ကုန်မန္တလေးလမ်းဟောင်းလမ်းပိုင်းပေါ်မှာလည်းတက်ပြီးတော့ကားတွေကိုလုံခြုံရေးအရရက်တန့်ရှာဖွေစစ်ဆေးမှုတွေကိုလည်းလုပ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသကတာဝန်ရှိသူကရှင်းပြထားပါဗျ။ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများကိုတော်လိုင်းတပ်များက KNL အပါအဝင်ဒေသခံတော်လိုင်းတပ်များနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ရမှာတော်လိုင်းတပ်များကရန်ကုန်မြို့နယ်အနီးဆုံးကိုတဖြည်းဖြည်းနဲ့ချင်းကပ်လာနေပြီဖြစ်တယ်လို့သိရပါဗျ။ပြည်သူလူထုအများစုနေထိုင်တဲ့ရန်ကုန်မြို့နယ်မိုင်80နဲ့မိုင်100ပတ်လည်အတွင်းမှာတော်လိုင်းတပ်များကရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာလည်းမြို့များမှာသာစစ်တပ်ကစိုးမိုးနိုင်တော့ခြင်းဖြစ်ပြီးအများစုသောနေမြေများကို တော်လိုင်းတပ်များကထိမ့်ချုပ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးလမ်းအောင်ပေါ်မှာရှိတဲ့မြို့တွေပေါ်မှာပဲအဲ့ဒီစစ်ခွေးတွေရှိတော့တာပါ။ကျန်တာတွေကတော့ပြည်သူ့ကာကွယ်တပ်တွေကပဲစုံမထားပါတယ်။ရန်ကုန်နဲ့အနီးဆုံးလို့လည်းပြောလို့ရပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတော့တဖြည်းဖြည်းနဲ့တရွေ့ရွေ့နဲ့တော့ရန်ကုန်ကိုဥတီရာအတိုင်းတွားနေကြပါတယ်လို့အဲ့ဒီတာဝန်ရှိသူကဆက်လက်ရှင်းပြထားပါဗျ။ အကြမ်းဖက်စစ်ကောင်စီကလည်းဗကိုးတိုင်းနဲ့ရန်ကုန်တိုင်းအဆက်မှာခုခံစစ်များဆင်နွှဲရန်မူလရှိရင်ဆွဲတက်ရင်တပ်ဖွဲ့များအပြင်အရန်တပ်များလည်းအရေးပေါ်ဖွဲ့စည်းလာတယ်လို့သိရပါတယ်။အဲ့ဒီအရန်တပ်တွေဟာရန်ကုန်နဲ့ဗကိုးမြို့များရဲ့လုံခြုံရေးအတွက်အချိန်မရွေးပြောင်းနိုင်ရွှေ့နိုင်တဲ့မိုဘိုင်းတပ်များအဖြစ်နဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။အဲ့ဒီတပ်များမှာစစ်တပ်ရဲနဲ့ပြူစော်တီများကို ပေါင်းစပ်ညှိနှိုင်းဖွဲ့စည်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်နဲ့ပဲခူးမှာအရန်တက်တွေကိုဖွဲ့စည်းထားပါတယ်။အရန်တက်ဆိုတာကမူလရှိရင်းဆွဲတိုင်ရင်တက်ဖွဲ့အပြင်ထမှန်ပြီးတော့ဖွဲ့စည်းထားတာပါ။အဲ့ဒီအရန်တက်တွေမှာတက်ရဲနဲ့ပြည်သူစစ်တွေစုပေါင်းပြီးတော့ပါဝင်ပါတယ်။သူတို့ကမိုဘိုင်းသဘောဆန်တယ် ်လိုရင်လိုသလိုရွှေ့ပြောင်းလို့ရအောင်လို့ဖွဲ့စည်းထားတာမျိုးလို့ပြောလို့ရပါတယ်ဖွဲ့စည်းခဲ့တာကတော့ဒီနှစ်စိုင်းပိုင်းလောက်ကလှုပ်ဆောင်ခဲ့တာပါသူကတော့လိုအပ်တဲ့နေရာမှာချက်ချင်းပြောင်းရွှေ့လို့ရအောင်လို့ရည်ရွယ်ထားပါတယ်လို့ရန်ကုန်နဲ့ဘကိုးအဆက်အရန်တိုင်ရင်မှာပါဝင်နေတဲ့တပ်သတင်းရင်းမြစ်တစ်ခုကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့အဆောက်အုံများကိုတိဆောက်ရမှာမလင်းတန်ပြင်းအားရှေ့အဆင့်အထိခံနိုင်ရမယ်ဆိုပြီးတော့မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာရပ်ဆိုင်ထားရပြီးရန်ကုန်မြို့တော်စီမံသားယာရေးကော်မတီ YCDC အတွက်လုံစားခွင့်ကြီးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ28ရက်နေ့ကပြင်အားခွနဲ့တက်မှခွနဲ့အဆင့်ရှိတဲ့သခိုင်းငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာရှိတဲ့အဆောက်အုံများကိုတိဆောက်ရမှာငလင်ပြင်အားရှေ့အဆင့်အထိကိုခံနိုင်ရရှိရန်လိုအပ်တယ်ဆိုတဲ့ညွှန်ကြားချက်ကိုထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီညွှန်ကြားချက်ကြောင့်မေလာဇန်းပိုင်းကစတင်ပြီးတော့ရန်ကုန်မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာရပ်နားလိုက်ရတယ်လို့သိရပါဗျ။ မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ပေါ်မူတည်ပြီးတော့ WCDC နဲ့မြို့နယ်စီးပင်းများကဆောက်လုပ်ရေးလုပ်ငန်းများကိုပုံစံအမျိုးမျိုးနဲ့ငွေညစ်တောင်းခံမှုများလှုပ်ဆောင်လာတယ်လို့သိရပါဗျ။အဆောက်အုံတွေအလုံးငလျင်ပြင်းအားရှေ့အထိခံနိုင်ရရှိရမယ်ဆိုတဲ့အမိန့်ကြောင့် ဆောက်လုပ်ရေးတွေအားလုံးရန်နာထားပါတယ် YCDC ကပြန်စစ်မယ်ဆောက်လုပ်နေသေးတယ်ရောမဆောက်လုပ်ရသေးတာတွေရောတော့ဝက်တပြက်ပြီးနေတဲ့ဆောက်လက်စတွေကအကုန်လုံးကိုရက်ခိုင်းတာဆောက်လုပ်ရေးတွေရထားရတာတစ်လကျော်နှစ်လနီးပါးဖြစ်နေပြီလို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကရှင်းပြထားပါတယ်ငလျင်ပြင်းအားရှစ်အဆင့်ထိခံနိုင်ရမယ်ဆိုတဲ့စီကံတတ်မှတ်ချက်ဟာလက်တွေမကြဘဲနဲ့တင်သွင်းနေတဲ့တန်ချောင်းနဲ့ဘီလက်မြေများဟာလည်းအရေးအသွေးထိန်းချုပ်စစ်ဆေးမှုမရှိဘူးလို့သိရပါတယ်အမှန်တကယ်ငလျင်ပြင်းအားရှစ်အဆင့်ထိခံနိုင်ရဟာ အဆောက်အုံတိဆောက်မှုအပြင်တင်သွင်းနေတဲ့တန်ချောင်းနဲ့ဘီလက်မြေတို့ရဲ့အရေးအသွေးအုပ်အရေးအသွေးများပေါ်များစွာမူတည်တယ်လို့သိရပါဗျ။ကျွန်တော်တို့ဇီကိုတင်သွင်းနေတဲ့တန်ချောင်းနဲ့ဘီလက်မြေတွေကကုံတွေတွေကလည်းသူတို့ဘက်ကကြံအောင်သွင်းကြတာပေါ့။အရေးအသွေးအနေဆုံးဆိုတဲ့ဟာတွေပေါ့။ဘာ quality control မှလည်းမရှိဘူး။စစ်ဆေးတာမျိုးလည်းမရှိဘူး။ငလျင်တန်းရှစ်အဆင့်ထိခံနိုင်ဖို့ဆိုတာဆောက်လုပ်ရင်းနီးပညာတစ်ခုတည်းနဲ့မရပါဘူး။တန်ချောင်းက quality မီရဲ့လားဘီလက်မြေကစံချိန်စံညွှန်းအတိုင်းမီရဲ့လားဒါတွေကိုသေချာစီစစ်ကြမယ်။ အုပ်တွေရဲ့ quality ခန္ဓာရည်အားစတာတွေကိုစောက်လုပ်ရေးပစ္စည်းတွေအားလုံးရဲ့ quality ကအရေးအသွေးမှီမှရမှာပါအခုပုံစံက9.8အဆင့်ရှိတဲ့ငလျင်လှုပ်သွားတာနဲ့ရှေ့အဆင့်ထိခန္ဓာအောင်လှုပ်ရမယ်ဆိုပြီးဗဇက်ထဲရှိတာတွေရှောက်ပြောပြီးငလျင်တန်းခန္ဓာရမယ်ဆိုပြီးအတင်းလှုပ်တော့အကုန်လုံးကကပောက်ဒီကပောက်ချာတွေဖြစ်ကုန်တာဘောလို့အဲ့ဒီစောက်လုပ်ရေးလုပ်ငန်းရှင်ကရှင်းပြထားပါဗျရန်ကုန်မြို့မှာတည်ဆောက်နေတယ် အဆောက်အုံတချို့ဟာစီရင်ထံမှာခွင့်ပြုချက်တင်ထားပြီးတော့ခွင့်ပြုချက်မကြမီငွေပေးပြီးအမြန်တိဆောက်မှုများလည်းရှိနေတယ်လို့သိရပါဗါးအဲ့ဒီအဆောက်အုံများဟာမြို့နယ်စီပင်နဲ့ YCDC မြို့တော်စီပင်ကိုငွေကျပ်သိမ်းရချီလက်ထိုးပြီးတော့အမြန်ဆောက်လုပ်နေကြတယ်လို့သိရပါဗါးစစ်ခွေးခေါင်းဆောင်ရဲ့ညှို့ကြားချက်ကြောင့်မြေပြင်မှာဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတဲ့အတွက်စီပင်အတွက်ငွေတောင်းကောင်းတဲ့စားပေါက်လုပ်ငန်းခွင်ကြီးလုံစားခွင်ကြီးဖြစ်နေတယ်လို့ရန်ကုန်မြို့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကမန်နေဂျာတစ်ဦးကရှင်းပြထားပါဗါး စီပင်ကိုဘာလို့လို့ရေလောင်းနေရတာဗျာအခုပိုကြက်တော့ရေပိုလောင်းရတာပေါ့စီပင်ခွင့်ပြုချက်တင်ပြီးတော့ဆောက်လုပ်ခွင့်မကြရင်အဆောက်အုံတွေကတတ်တုပ်ရိုက်ပြီးတော့ဆောက်ကြရတာဘီလံမြင်တဲ့တန်ဆေးတွေကလည်းရက်မနေဘူးတနေ့ငွေတနေ့ရွှေဈေးကအောက်မရှိဘူးအကုန်အတက်ကြီးပဲမြန်မြန်ဆောက်ပြီးတော့ခွင့်ပြုချက်လဲကြအဲ့ဒါမျိုးတွေလုံနေကြတာပေါ့ အဲ့တော့ပိုချက်လာတော့ပိုပေးပြီးတော့ပိုမြန်အောင် လုပ်ကြရတယ်ရထားလို့လည်းမကြိုက်ဘူးလေကန်ထရိုက်တိုက်အခန်းပေးအခန်းယူမီနီကွန်ဒိုတွေကတော့အဲ့ဒီနီးနေပဲဖြည့်ရှင်းနေကြတယ်ကြီးကြီးမားမားမျိုးပြဆောက်လို့ရေးကြီးတွေကိုတော့ရက်ကိုထားရတာလို့ဆောက်လို့ရေးမန်နေဂျာကရှင်းပြထားပါဗျအခြားတစ်ဖက်မှာလည်းအကြမ်းဖက်စစ်ခွေးကောင်းဆောင်ရဲ့အမိန့်ကြောင့်ဆိုပြီးတော့ အဆောက်အုံတိဆောက်ခွင့်ပြုချက်များကိုရန်ကုန်မြို့တော်စီပင်ကအလွန်တင်းကျပ်ထားတယ်လို့သိရပါတယ်။အဆောက်အုံတိဆောက်ခွင့်စီကံများပုံမပြီးတော့များပြားလာတယ်လို့သိရပါတယ်။ဒါကြောင့်ဆောက်လုပ်ခွင့်ရရှိဖို့အတွက်အချိန်ကာလကြာမြင်ပြီးအစ်စ်များစွာနဲ့ပုံမခက်ခဲလာကသူတို့တောင်းတလောက်ပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ပြောပြထားပါတယ်။ဆောက်လုပ်ခွင့်ရဖို့ကအရင်တုန်းကငွေပေးရင်လွယ်တာတောင်မှအခုကငွေပေးရင်တောင်မှခခရရရနဲ့တောင်းပန်ပြီးပေးရတာမျိုးစီကံတွေကပုံများလာတော့ပိုခက်လာတယ် ပိုခက်လာလေတောင်းတလောက်ပေးရလေပဲလို့စောက်လို့ရေးမန်နေဂျာကရှင်းပြထားပါဗျ။ရန်ကုန်မြို့မှာရှိတဲ့စောက်လို့ရေးလုပ်ငန်းများရပ်နားထားရမှုတွေကြောင့်အဲ့ဒီစောက်လို့ရေးလုပ်ငန်းအပေါ်မိခွန်နေကြတဲ့အခြေခံလုပ်သားများနဲ့စောက်လို့ရေးလုပ်ငန်းအတိုင်းဝိုင်းတစ်ခုလုံးဟာလဲစီးပွားရေးအရအခက်အခဲများကြုံနေရတယ်လို့အဲ့ဒီအတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ TNL ကတင်ပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ပုံကိုင်းကွက်တဲ့နယ်ဖုံကြီးကျောင်းတို့ကိုအကြမ်းဖက်စစ်တပ်ကညအချိန်မှာလေရင်နဲ့ဘုံးကျဲချခဲ့ရာလူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များနဲ့ဖုံကြီးကျောင်းပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ25ရက်နေ့ည7:73မိနစ်အချိန်မှာမန္တလေးတိုင်းမိုးကုံမြို့နယ်အရှိပိုင်း အုံကိုင်းဖုံကြီးကျောင်းအနီးကိုစစ်တပ်ကလေရင်နဲ့ဘုံများကျဲချသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်အုံကိုင်းကွက်တက်ကနေအိမ်များနဲ့ကားများပျက်စီးသွားပြီးတော့အုံကိုင်းဖုံကြီးကျောင်းဟာမျက်နှာချက်တွေပြိုကျခြင်းစွန်းစားဆောင်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။လူသုံးဦးကတော့အစရိစင်နာခြေထောက်မှာထိခိုက်ဒဏ်ရာရရှိသွားတယ်မစိုးရင်ရဘူးပျက်စီးတာကလည်းအိမ်လေးလုံးလောက်ထိခိုက်သွားတယ်ကားတွေပျက်စီးတယ်အိမ်တစ်လုံးကတော့လုံးဝကိုပြိုသွားတာ ညဘက်အိတ်ချိန်ကြီးကိုလာပြီးတော့ဘုံကျဲသွားတာလို့မိုးကုတ်ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ဒါအပြင်ဒီကနေ့မနက်9:50မိနစ်ဝင်းချိန်အချိန်မှာမိုးကုတ်မြို့ရွှေဘုံသားမှာတနက်တန်အချက်90ခန့်ဇက်တိုက်ကြားလိုက်ရပြီးတော့ဓမြတိုက်သူများကို TNL ကဝင်းရောက်ဖမ်းဆီးရကနေပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပြထားပါဗျ။ညကလည်းလေရင်နဲ့ဘုံကျဲသွားလို့အိတ်မပြောတာမနက်အိတ်ပြောမယ်လဲကြံတုံးရှိသေးမနက်9:00နဲ့6:00ကြားမှာတနက်တန်ဇက်တိုက်ကြားရတယ် ဓမြတွေကိုတီယန်နာလေးတွေကဝင်ဖမ်းတာလို့ပြောတယ်။တမျိုးလုံးကိုတနက်တန်နေစူညံသွားတာပဲ။လူတွေမှလည်းကြီးလန့်စာစားနေရတယ်လို့ပဲလို့မိုးကုတ်ပြည်သူတို့ကရှင်းပြထားပါဗါ။အချက်ဘစစ်ခွေးတက်ကမိုးကုတ်မြို့ကိုဆုံးရှုံးရပြီးတဲ့နောက်မှာမကြာခဏဆိုသလိုလေရင်နဲ့ဘုံကျဲတက်ခတ်မှုများလှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ငလာဆန်းရွာသားကိုတန်းစော်ဝင်းကိုအကြမ်းဆက်တက်ကမိရှို့တက်ဖြတ်ပြီးတော့ရုပ်အလောင်းကိုဘုံခုကျင်းတဲ့ကိုဆုံးပစ်ခဲ့ကကျွဲမကိုင်းရွာကိုလည်းဒီကနေ့မနက်ပိုင်းမှာခတ်မှန်မိရှို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ညနေ3နာရီလောက်မှာမင်းလာမြို့နယ်ငလာဆန်းရွာကိုဝင်းရောက်စီးနင်းခဲ့တဲ့အကြမ်းဆက်ခွေးတပ်သားများကခြေရွာအတွင်းမှာနေထိုင်တဲ့စိတ်ဝေဒနာခံစားနေရတဲ့အသက်35နှစ်အရွယ် ကိုတန်းစော်ဝင်းကိုလက်ပြန်ကျိုးတုတ်ပြီးတော့ရိုက်နှက်တက်ဖြတ်ခဲ့ကြတယ်လို့သိရပါဗျ။အချမ်းမှာစစ်ကောင်းစီတပ်သားများကရိုက်နှက်တက်ဖြတ်ပြီးတဲ့နောက်ကိုတန်းစော်ဝင်းရဲ့ရုပ်အလောင်းကို ဘုံကိုကျင်းတဲ့ကိုစွန့်ပစ်ခဲ့ပြီးဇွန်လ25ရက်နေ့မှာကြေးရွာတွေကိုတိတ်တဆိတ်ခိုးဝင်လာတဲ့ပြည်သူများကရုတ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗါဒါအပြင်ဒီကနေ့ဇွန်လ26ရက်နေ့မနက်9:45မိနစ်ခန့်မှာမင်းလာမြို့နယ်ကျွဲမကိုင်းရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးတပ်သားများကနေအိမ်များကိုထပ်မံပြီးတော့မိရှို့ဖျက်ဆီးနေတယ်လို့သိရပါဗါမင်းလာမြို့နယ်ငလာဆန်းရွာကိုဝင်ရောက်စီးနေခဲ့တဲ့စစ်ခွေးတွေက စိတ်ဝေစားသည်ကိုတန်းစော်ဝင်းကိုလက်ပြန်ကြိုးတုတ်ပြီးတော့ရိုက်တက်ခဲ့တာပြည်သူတချို့ကရွာထဲကိုတိတ်တဆိတ်ခိုးဝင်တော့ပုတ်ဆောင်နဲ့ရလို့ရှာရင်းနဲ့အလောင်းကိုဘုံခုချင်းထဲမှာတွေ့တာ အခုချိန်တော့မတချိုရသေးဘူးစစ်ခွေးစစ်ကြောင်းကရွာနီးနားမှာရှိနေသေးတော့ပြန်ထွက်လာခဲ့ရတယ်ဒီနေ့မနက်ပိုင်းမှာလည်းကျွဲမကန်းရွာကိုစစ်ခွေးတွေကမိထရှုပ်နေတယ်လို့ဒေတာတွင်စစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာငလာဆန်းရွာကပြည်သူ၁၄ဦးငပြောတုံးရွာကပြည်သူ၁၁ဦးတောင်ပေါ်စုရွာကပြည်သူ၁ဦးကញင်ပင်ဆန်းရွာကအမျိုးသမီး၁၀ဦးနဲ့ဗန်မွေးပင်ရွာကကိုရဲမောင်နဲ့ညီမဖြစ်သူတို့ကိုရိုက်နှက်ပစ်တတ်ခဲ့ပြီးတော့လူသားတိုင်းအဖြစ်နဲ့ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုံမြို့နယ်အနီးဝန်းကျင်ကခြေရွာတွေကဖမ်းဆီးထားတဲ့သူတွေကိုစစ်တပ်ကပြန်မလွတ်ပေးပဲပြူစောတိတန်တန်တက်ခိုင်းပြီးတော့စစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံးအပတ်နဲ့ဖေဖော်ဝါရီလတွေမှာစစ်ကောင်စီတပ်ကဇီးကုံမြို့ပေါ်နဲ့အနီးဝန်းကျင်ကခြေရွာတွေကိုအင်အားအလုံးရင်တုံးပြီးပေါ်တာဝင်ဆွဲခဲ့တာလို့ဒေသခံချုပ်ကပြောပါတယ်မြို့ပေါ်မှာဆိုရင်နေအိမ်တွေဈေးတဲ့အထိပါဝင်ပြီးတော့ပေါ်တာဝင်ဆွဲတယ်လို့သိရတယ်ဇီးကုံမြို့နဲ့ပတ်ဝန်းကျင်ကခြေရွာတွေကနေ အမျိုးသားအယောက်တရားဝင်းကျင်အထိဖမ်းဆီးခံလိုက်ရပြီးတော့အမျိုးသမီးတချို့ကိုပါစစ်တပ်ကပေါ်တာဆွဲသွားတယ်လို့သိရပါတယ်ပေါ်တာဆွဲခံရတဲ့သူတွေကိုအမတ်တက်တရားဆက်ယုံကနေတစဉ်633 36တက်သေးကိုပို့ဆောင်ခဲ့ပြီးတော့စစ်တင်တန်းပြီးခဲ့တယ်လို့ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကပြောပြထားပါတယ်ပြီးခဲ့တဲ့လကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းလေတင်တော်ကိုထိုးခဲ့တဲ့စစ်ကြောင်းမှလည်းဒီလူတွေကိုထည့်သုံးတယ်လို့သိရတယ်အခုလဲဇွန်လ24ရက်နေ့ကတင်တန်းထပ်ဆင်းတယ်အများစုကပေါ်တာဆွဲခံရတဲ့သူတွေလို့ကျွန်တော်တို့သတင်းရထားပါတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပြ ထားပါတယ်။ကံဘလူမြို့နယ်ချက်သင်းမြို့နယ်တို့ကနေစစ်ကောင်စီကပြူစောတိအင်အားတွေကိုတုံးကကံဘလူနဲ့ကောလင်းမြို့ဂျားကတော်လိုင်းတက်တွေစိုးမိုးထားတဲ့နေအမြေတွေကိုပြန်လည်ရယူဖို့စ조사နေတာတွေလည်းရှိပြီးတော့ကံဘလူမြို့နယ်အတွင်းမှာလည်းမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ